အားလုံးပဲမင်္ဂလာပါကွယ်တီချဲကတော့စက္ကမရန်ပထဝီဝင်ဘာသာရပ်ကို သင်ကြားပေးမယ်တီချဲမို့ပဲဖြစ်ပါတယ်တီချဲကဒီနေ့အခန်းတင်တဘာဝပထဝီဝင်ရဲ့သင်္ကန်းစာတစ်ဖြစ်တဲ့ကဘာကြီးပုံသဏ္ဍာန်နဲ့အရွယ်ပမာဏအကြောင်းကိုသင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့တဘာဝပထဝီဝင် တဘာဝဆိုတာဘာလဲလူတို့ပြုပြင်ဖန်တီးထားတာမဟုတ်ဘဲနဲ့သူ့တဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတာကိုတဘာဝလို့ခေါ်တယ်ဆိုတာသားတို့နားလည်ပြီးသားဖြစ်မယ်လို့ဒီချေထင်ပါတယ်အဲ့တော့ဒီချေတို့တဘာဝအတိုင်းဖြစ်နေတဲ့အကြောင်းအရာတွေကို သင်ကြားရမယ်တဘာဝပထဝီဝင်နဲ့ပတ်သက်ပြီးဒီချေကဒီနေ့အခန်း၁ရဲ့နော်အကြောင်းကိုစပြီးတော့သားတို့တမီးတို့ကို ပြောပြပေးပါမယ် ပထမဦးဆုံးဒီချေရိုအခန်း1ရဲ့သင်္ကန်းစာတက်မှာဆိုလို့ရှိရင်ကဘာရဲ့ပုံတံတန်းနဲ့အရွယ်ပမာဏအကြောင်းနော်မူလာရန်သိပ်ပံဘာသာရက်မှာသားတို့သမီးတို့တိခဲ့ပြီးပြီဘာလဲဆိုလို့ရှိရင်ကဘာကြီးကလုံးဝနဲ့ပုံတံတန်းရှိတယ်ဆိုတာကိုမူလာရန်ရဲ့သိပ်ပံပညာသင်ကြားတဲ့ဘာသာရက်မှာသိရှိခဲ့ပြီးဖြစ်ပါတယ်နော်အဲ့တော့ဒီမှာဒီချေပြထားတဲ့ပုံကိုကြည့်လိုက်ပါ ကဘာကြီးလုံးဝင်းနဲ့အကြောင်းကို ပြထားတဲ့ကဘာရဲ့ပုံသဏ္ဍာန်ပုံဖြစ်ပါတယ်။ဟုတ်ပြီနော်။အဲ့တော့ teacher တို့သင်ခန်းစာအခန်း1ရဲ့သင်ခန်းစာ1เนาะကဘာကြီးပုံသဏ္ဍာန်အကြောင်းကို ကြည့်ကြမယ်။အဲ teacher တို့သားတို့နေတဲ့ကဘာเนาะသူကနေအဖွဲစီးတဲ့မှာပါဝင်နေဂျိုကြီးရှစ်လုံးနဲ့မှာတလုံးဖြစ်တယ်။နော်ကဘာရေဘူးအဖြစ်လုံးဝနဲ့ပုံသဏ္ဍာန်ရှိတယ်လို့ပြောတယ်နော် ဘလို့နီးနေသူတို့လိလာထားလဲဆိုလို့ရှိရင်ဟောတင်မောတစင်းကလာနေတယ်ပထမဆုံးဘာကိုတွေ့လဲဆိုလို့ရှိရင်တင်မောရဲ့မိခိုးခေါင်းနိုင်လေးကိုအရင်ဆုံးတွေ့ရမှာဖြစ်တယ်เนาะအဲ့မိခိုးခေါင်းနိုင်ကနေပြီးတော့တဖြည်းဖြည်းနောက်ဆုံးမှာတင်မောတစ်ခုလုံးကိုတွေ့ရတာเนาะအဲ့လိုတဖြည်းဖြည်းတိုးပြီးတော့တွေ့ရတယ် တွေ့ရတယ်ဘာလို့တွေ့ရလဲဆိုရှင်တိမောကြီးတစ်ခုလုံးကိုတွေ့လဲရပြီအဲ့တော့ကဘာလုံးဝင်းနဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတာကိုသိရတယ်เนาะကဘာအမြင်ကြီးကနေပြီးတော့ပြစ်လွတ်လိုက်တဲ့ဂျိုဒုတွေအာကာသယင်းနေအဲ့ဒီဘဝနေတီချေရောဓာတ်ပုံရိုက်ထားတယ်အဲ့ဓာတ်ပုံတွေရိုက်တာကိုကြည့်ချင်းနဲ့လေတီချေရောသားတို့ညီရဲ့ကဘာရေဘွားအဖြစ်လုံးဝင်းနေဆိုတာကိုသိနိုင်သွားတယ် နော်ဟုတ်ပြီနော်အဲ့တော့ဒီမှာ teacher တို့ကဘာလုံးဝင်းချောင်းကိုတည်ပြီးဆိုလို့ရှိရင် now သင်ခန်းစာ အခြားအကြောင်းအရာဘာလဲဆိုတာကိုဆက်ပြီးတော့ကြည့်အောင်အဲ့တော့ teacher တို့အခန်း1ရဲ့သင်ခန်းစာ1နှစ်မှာကဘာကြီးအရွယ်ပမာဏအကြောင်းကိုပြောတဲ့သင်ခန်းစာဖြစ်တယ်ကဘာကြီးရဲ့အရွယ်ပမာဏဘယ်လောက်ရှိသလဲ ဟောပုံလေးမှာပြထားတာလေးပါဝင်နေကြည်ပါကဘာတောင်နဲ့မြောက်နဲ့နော်ဝင်ရိုးစွန်းအပြည့်သူကအနည်းငယ်ပြားတယ်လို့ဆိုတယ်နော်ပြီးတော့သူကတောင်မြောက်အကွာဝေးနဲ့အရှေ့နောက်အကွာဝေးဟာဆိုရင်ဘလောက်ပါလဲဆိုရင်54ကီလိုမီတာခန့်မြတယ်กว่าเว้ยเลยกว่าช้าแล้วปอนเนาะไอ้ลูกกว่าช้าเฉยอ่ะกบายเนี่ยอายุประมาณนั้นเนี่ยหน้ายရှင်ไล่มั้ยဆိုရှင်บ้ามาไม่ပြောป่าหลอกတော့อู နော်အဲ့လိုဘာမှမပြောပါတော့တဲ့အဖြစ်ကြောင့်မို့ကဘာကြီးကရေဘူးအားဖြင့်လုံးဝနဲ့ပုံတရံရှိတယ်လို့ဆိုနိုင်တာဖြစ်တယ်နော်အဲကဘာမျက်နှာပြင်ကြီးတစ်ခုလုံးရဲ့ area ကိုကြည့်မယ်ဆိုရင်နော်သူကစတူယန်ကီလိုမီတာ930တန်းခန့်ကျယ်ဝန်းနေဆိုတာကိုသိကြဖြစ်တယ်เนาะဒါကြောင့်မလို့တီချဲတွေကဘာရဲ့ပုံတရံကဘာရဲ့เนาะပမာဏကိုတိပြီးတဲ့အခါမှာတီချဲတို့ဂျီတင်ငါးစာတဲ့မှာဘလို့အဓိကချက်တွေကို မှတ်မိလေဘလို့အဓိကချက်တွေကိုသိရှိသွားသလဲဆိုတာကိုပြန်ပြီးကြည့်အောင်เนาะဒီချက်ပုံလေးပြထားပါတယ် solar system လို့ခေါ်တဲ့ဂျိုရှစ်လုံးပုံစံเนาะအဲ့ဒီပုံလေးမှာသားတို့လေ့လာလို့ရတယ်အဲ့ဒါအဲ့ဂျိုထဲမှာပါဝင်တဲ့ဂျိုတစ်လုံးဖြစ်တဲ့ဒီချက်တို့သားတို့ရဲ့ကဘာဟုတ်ပြီเนาะအဲကဘာရေဘွားဖြစ်လုံးဝနဲ့ပုံသဏ္ဍာန်ရှိတယ်ဆိုတာကိုဘလို့သိလဲအာကာသယာဉ်ကနေရိုက်ထားတဲ့ဓာတ်ပုံတွေကိုကြည့်ပြီးတော့လဲသိနိုင်တယ်ဟုတ်ပြီเนาะနောက်တစ်ခု ကမ္ဘာရဲ့တောင်နဲ့မြောက်နဲ့အကွာဝေးအရှေ့နဲ့အနောက်နဲ့အကွာဝေးဟာဘယ်လောက်ရှိလဲဆိုတော့44ဆိုတဲ့ကီလိုမီတာမျှလောက်ပဲกว่าချားတယ်ဒါကြောင့်မလို့ကမ္ဘာကြီးကရေပူအဖြစ်လုံးဝနဲ့ပုံတန်းရှိရဲဆိုတဲ့အဓိကချက်တွေကိုရရှိသိရှိသွားပြီဟုတ်ပြီเนาะဒါကြောင့်မလို့ဒီ share တို့အခုဒီနေ့เนาะအခန်း1ရဲ့သင်ခန်းစာ1ကဘာရဲ့ပုံတံကဘာရဲ့အရွယ်ပမာဏအကြောင်းကို သိရှိသွားပြီလို့ဒီချက်ထင်ပါတယ် ။သားတို့သမီးတို့လည်းဒီသင်္ကန်းစာလေးကိုနားလေသဘောပေါက်မယ်လို့ဒီရှင်းမျှလင့်ပါတယ်နော်။နောက်သင်္ကန်းစာမှာဒီချင်နဲ့ပြန်တွေ့ကြမယ်နော်။